ဘုရားသခင်သည်တင်တို့နှင့်ရှိပါစေရှင်ယောဟန်ရေးထားသောကျမ်းမနှုတ်တော်စကားသည်ငါဤပညာတော်များကိုခံယူ၍ဆောင်ထိန်တော်သူသည်ငါကိုချစ်၏ငါကိုချစ်တော်သူကိုငါဤခမည်းတော်သည်လည်းချစ်တော်မူလိမ့်မည်ငါသည်လည်းသူကိုချစ်၍မိမိကိုယ်ကိုသူ့အားထင်ရှားပြတော်မူမည် ယူရာအစ်စကာယီယုမဟုတ်သော အခြားသောယူရာကကိုရောသည် လောကီသားတို့အားမပြဘဲတပည့်တော်တို့အားမိမိကိုယ်ကိုညီကဲ့သို့ထင်ရှားပြတော်မူပါမည်နီဟု မေးလျှောက်လေသည်ယေရှုကအကျဉ်သူသည်ငါ့ကိုချစ်လျင်ငါ၏စကားကိုလိုက်နာဆောင်ထိန်လိမ့်မည်ငါ၏ခမည်းတော်သည်လည်းသူ့ကိုချစ်တော်မူလိမ့်မည်ထိုအခါငါတို့သည် သူ့ထံသို့လာကြ၍သူနှင့်အတူ ကိန်းဝတ်တော်မူမည်ငါကိုမချစ်တော်သူသည်ငါဤစကားကိုလိုက်နာဆောင်ထင်းခြင်းမပြုပေတင်တို့ကြားရသောစကားသည်လေငါဤစကားမဟုတ်ဖဲငါကိုစစ်လွတ်တော်မူသော ခမည်းတော်ဤစကားဖြစ်၏ငါသည်တင်တို့နှင့်အတူရှိစဉ်ခိုက်ဤအကြောင်းအရာများကိုတင်တို့အားငါမှားကြားထားလိမ့်မည်သို့တော်ငါဤနာမ၌ခမည်းတော်စစ်လွတ်တော်မူမည် ကူညီဆောင်မမိသူဝိညာဉ်တော်ဖျားသည်ဤအကြောင်းအရာအလုံးတို့ကိုတင်တို့အားသွန်သင်မိဖြစ်၍တင်တို့အားငါမိမှထားသမျှကိုတဖန်တရိယဇေတော်မူလိမ့်မည်ဤဒီကဖျားသခင်နှုတ်ကပတ်တော်ပြီသည်ဘုရားရှင်ဘုရားဆရာသမားပါပါစီပါ၏ငါကိုချစ်တော်သူသည် ငါဤစကားကိုနားထောင်မေငါဤပညာတော်များကိုစောင့်ထိမေကျွန်တို့ကဖျားသခင်ရဲ့ပညာတော်ဒီစောင့်ထိနေအသင်းတော်ရဲ့စီကံဥပဒေကိုစောင့်ထိနေလိုက်နာတယ်ဆိုတာကဖျားကိုချစ်လို့လားဒါမှမဟုတ်ကြောက်လို့လားအဲ့ဒါကိုဒီနေ့စဉ်းစားဆင်ခြင်စေခြင်းပါတယ်အလုတ်အလုတ်သမားကအလုတ်ရှင်ကို နာခံတာက ရှစ်လို့လားဓမ္မမဟုတ်လေကြောက်လို့လားစစ်သားကစစ်ဘိုလ်ကိုနာခံတာကစစ်သားကစစ်ဘိုလ်ကိုချစ်လို့လားဓမ္မမဟုတ်ကြောက်လို့လားဒါကြောင့်ငါတို့လူတွေကလည်းဘုရားသခင်ရဲ့ပညာတော်တွေကိုလိုက်နာဆောင်ထိန်တဲ့အခါဘာဖြစ်လို့လဲဘုရားကိုချစ်လို့မဟုတ်ရဲ့လားတခြားလူတွေကိုကြောက်လို့များဖြစ်နေသလားဆိုတာကျွန်တော်စဉ်းစားရမှာဖြစ်တယ်ငါ့ကိုချစ်တော်သူသည်ငါဤစကားကိုနားထောင်တယ် ရှင်းလို့နားထောင်တာမျိုးဖြစ်ရမှာဖြစ်ပါတယ်ဒီနေ့ပထမဖတ်သွားတဲ့ကျမ်းစာထဲမှာတန်ပေါ်လူနဲ့ဘာနာပါလူဟာတရားတင်တာကိုခေါ်ပြောတဲ့အခါကျတော့ပထမသူတို့တရားတင်တာခေါ်ပြောတဲ့အခါမှာသူတို့နော်ခုခဲနဲ့ပေါက်ထုတ်မယ်ဆိုပြီးတော့သူတို့ကြိုတင်သိကြတဲ့အခါမှာတခြားနေရာကိုသူထွက်ပြေးတယ်တဲ့အဲ့ဒီထွက်ပြေးတဲ့နေရာမှာလည်းဆက်ပြီးတော့တရားတင်တာခေါ်ပြောတာပဲမှသူခဲနဲ့ပေါက်မှာဆိုရင် ဟိုကြောက်ပြီးတော့ရမသွားဘူးလားငါတို့ဒီနေရာမှာဒီလိုပြဿနာကြုံနေတော့နောက်တနေရာလဲဟောလို့မဖြစ်တော့ဘူးငါတို့ရမှာပဲဆိုပြီးတော့အဲ့လိုဖြစ်ရမှာဒါပေမဲ့လည်း तू ကမရဖဲနဲ့ဆက်ပြီးဟောတယ်ဆိုတာကဘာလို့လဲအဲ့ဒါဖရာကိုချစ်လို့ပဲသူကတွေ့ရတယ်ဒါကြောင့်တန်ပေါ်လူကနေပြီးတော့နော်ငါဟာအားနေတဲ့ခါမှာခွန်အားနဲ့ပြည့်စုံတယ်တဲ့ဟိုဟာခဲနဲ့ပေါက်ထုတ်တော့မှတရားဟောလို့ခဲနဲ့ပေါက်ထုတ်တော့မယ်အဲ့မဲ့ကြောက်တယ်ကြောက်လို့ပြေးတယ်ဒါပေမဲ့လည်းအဲ့လိုအားနေပြီမဲ့လည်း အားနေတဲ့ချိန်တိုင်းချိန်တိုင်းမှာဘုရားသခင်ကသူ့ကိုခွန်အားနဲ့ပြည့်စုံစေတယ်ဆိုတာအဲ့ဒီအဲ့ဒါဟာလက်တွေ့ကြတာပဲအခုတို့နောက်တဲ့နေရာမှာတရားဒေသခေါ်ပြောနေတော့တန်ဘောလူတရားခေါ်ပြောနေရှိမှဘွေးကလေးက6တောင်းမတန်တဲ့လူငယ်တယောက်ရှိတယ်သူကတော့တရားဒေသကိုစွစဲမြဲမြဲကောင်းမွန်အာယုံစိုက်ပြီးနားထောင်နေတဲ့အခါမှာတန်ဘောလူကလည်းစဉ်းစားတယ်နော်ငါတရားဒေသခေါ်ပြောပြီးတော့ဒီကလေးကိုငါကယ်မပဲဆိုပြီးတော့ ဒီချစ်တဲ့သူတော်ဘုရားကိုချစ်တဲ့အတွက်ကြောင့်မို့ငွေကလေးကခြေတော်မတန်တဲ့သူကိုအေးမင်းအခုချက်ချင်းမတ်တက်ရပြီးတော့လမ်းရှောင်းသူပြောလိုက်တဲ့ခါမှာဒီလူငယ်လေးဟာခြေတော်မွေးကလေးမတန်တဲ့သူကချက်ချင်းယောဂပျောက်ပြီးတော့လမ်းလျှောက်တာကိုတွေ့ရတယ်ခုံပေါက်တာကိုတွေ့ရတယ်အဲ့တော့တခြားလူတခြားဘာသာခွဲတွေကနော်သူတို့ကဒီလိုဒီကိုတခါမှမမြင်ဘူးအဲ့လိုဒီကိုမြင်လိုက်ကြတဲ့ပိုင်းနဲ့တံပေါ်လူတို့ဘာနာဘာတို့ကအာဒါတာမလူမဖြစ်နိုင်ဘူး ဖျားပဲဖြစ်နေမယ်ဆိုပြီးတော့သူတို့ကလေဘာသာပါတဲ့နတ်ဖျားကြီးအများကြီးကိုးွယ်လေးရှိတာကိုအဲ့လိုတကိုးလုံးနဲ့နဲ့ဆိုမှတော့အာနတ်ဖျားတပါးပါပဲအဲ့ဒါနဲ့တံပေါ်လူကိုလည်းကိုးွယ်တယ်ဘာနာပါကိုလည်းကိုးွယ်တယ်ပန်းကုန်းနေစုပင်မဲ့ပန်းတင်မဲ့ဖျောင်းနဲ့ထုံးမဲ့အမွှေးတိုင်းတွေထုံးမဲ့အဲ့လိုမျိုးလိုဖြစ်လာကြတဲ့ခါတံပေါ်လူကိုဘာနာပါတို့ကစိတ်ဆိုးပြီးတဲ့ခါကျတော့အင်းကြီးကိုဆွဲဆုပ်ပြီးတော့ငါတို့ဟာငါတို့ကို ဘာလို့ပလင်မှာထားပြီးတော့ကိုးကွယ်နေတာတို့ငါတို့ကဖျားမို့လို့မင်းတို့နဲ့မင်းတို့လိုပဲငါတို့လည်းตามาလူတွေပဲတကယ်တော့ဖျားဆိုတာကတဲ့ကဘာမိုးမြေကိုဖန်ဆင်းတဲ့ဖျားယနေ့အသက်ရှင်နေတဲ့ဖျားဖြစ်တယ်ဆိုတာကိုသူတို့အမှားတရားတွေသင်ငန်းစာပြလိုက်တယ်ဒါကြောင့်ကျွန်တော်တို့ကချစ်လို့လုံုံနေမကဘူးကျွန်တော်တို့လှုပ်ဆောင်ကျင်တဲ့စိတ်ကမှန်တာကိုသိသိကျင်လိုက်တာဖျားစစ်ဖျားမှန်ကိုသိသိကျင်လိုက်တာဆိုတော့ အမှန်တရားကလည်းကျွန်တော်တို့ကိုတွန်းအားပေးရမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ငါတို့ကအဲ့လိုအမှန်တရားနဲ့အမြဲတမ်းယက်တည်နေဖို့အမြဲတမ်းဖះကိုချစ်နေဖို့ဆိုတာကကျွန်တော်တို့ကဖះကကိုယ့်ရဲ့ယင်ထဲမှာရှိနေမှာဖြစ်မေ။ဖះသခင်ကဒါကြောင့်ယေရှုဖះရှင်ကဒီနေ့မိန်တော်မူတာဘလို့လဲဆိုတော့ငါ့ကိုချစ်လျင်ငါ့ဤစကားကိုလိုက်နာဆောင်ထိလိမ့်မယ်။ငါ့ဤခမည်းတော်တည်တဲ့သူ့ကိုချစ်လိမ့်မယ်။ထိုအခါ ငါတို့ဒီခမီးတော်ဖျားနဲ့ငါနဲ့ရသူ့စီမှာလာပြီးတဲ့ခါမှာသူနဲ့အတူကိန်းဝတ်တော်မူမေသူနဲ့အတူရှိမေဒီစကားလေးကဖျားကတင့်ရင်ထဲမှာရှိရင်ခမရဘလောင်းပလဲမဖြစ်ဘူးဖျားကကိုယ်ရင်ထဲမှာမရှိတဲ့ခါကြတော့နော်ဟိုလူငေါလိုက်ဒီလူငေါလိုက်ဘလို့ပြင်ထားမှသူစစ်စေပါလေမလို့တဘူးလားဒီအော်ဂန်သမားလည်းမတိလိုက်မတိနဲ့ဟာတွေ့ တွေးကြတဲ့အောင်လို့မှုန်းနေတာလေအဲ့ဒါမှတ်တာဖះကသူ့ရင်ထဲမှာမရှိလို့မငြိမ်းချမ်းတာဘလောင်ပလဲဖြစ်နေပူဆန်းအောင်လို့မိသားစုနော်ဖះကသူ့ရင်ထဲမှာရှိတဲ့အတွက်ကြောင့်အမြဲတမ်းငြိမ်းချမ်းနေနှစ်ပေါင်း30လက်ထပ်မင်္ဂလာပြီးတဲ့တိတိတိုင်အောင်ဆွဲဆွဲမြင်းမြေဘာလေဘာလို့ထုတ်ပိုင်တာလဲဖះဒီကသူ့ရင်ထဲမှာရှိတယ်ဖះကိုချစ်နေတဲ့စိတ်လုံးသားဟာသူ့ရုပ်ကိုဆွဲမြဲစေတာဖြစ်ပါလေ